ဒန်ဟာကနေပြန်လာတဲ့ကြော်စွာဝင်း Lomni Super Fight မှာ Time Fighter ကိုနိုင်ရပါမလားဘရာလုံးပဲမိင်္ဂလာပါခင်ဗျ Goen Sports ကနေပြန်လာပြီးတော့ဂျူဇူလိုက်ပါမြန်မာပြည်သက်တွေမျောလင်းနေတဲ့ကြော်စွာဝင်းရဲ့ပွဲကိုမနက်ဖြန်နိုဝင်ဘာလ22ရက်နေ့မှာစတင်မြေတွေခန်းစားပါတော့မေကြော်စွာဝင်းကလုံမီစူပါဖိုက်မှာ Time Fighter နဲ့ထိုးသက်သွားမှာဖြစ်ပါတယ် မနေ့ကကျော်တော်ဝင်းရဆေးဆေးဝေးချိန်တာတွေအကုန်လုံးအောင်မြင်နဲ့ကြောပြတ်နိုင်ခဲ့ပါပြီကျော်တော်ရင်ကမြန်မာပြည်သက်ဝင်းရမှုအားကောင်းတဲ့ဇာမတယောက်ဖြစ်တယ်ပြည်တွင်းရိုးရာလက်ဝေးဘေးရန်နဲ့တိုင်းရင်ကျော်တော်ဝင်းနေနဲ့ top 3ရဲ့မဟုတ်တော့မှ top 5ထဲကိုတေချာပေါက်ထဲကိုထည့်ရမယ့်ဇာမပါပြည်တွင်းနောက်ဆုံးပွဲစဉ်မှာတွန်းတွန်းမင်းကိုရှုံးခဲ့တယ်အဲဒီနောက်ပြီးခဲ့တဲ့ဇူလိုင်လဝင်းကျင်လောက်ကဘန်ကောက်ကိုရောက်လာပြီးတော့ FedEx Club မှာနေထိုင်ရင်းနဲ့လေ့ကျင့်နေတာ၅လဝင်းကျင်ရှိနေခဲ့ပါပြီကျော်တော်ရင်ကမြန်မာပြည်သက်ဝင်းရမှုအားကောင်းတဲ့ပြင် ထိုင်းပြည်သက်ရဲ့အအောင်စိုက်တာကိုလည်းခံရရသူ ဖြစ်ပါတယ်။ကျော်တော်ဝင်းရဲ့ဘွဲတင်ကိုမျောနေကြတဲ့ပြည်သက်တွေလည်းအများကြီးရှိပါတယ်။ဖက်ဒက်ဂျင်ကကျော်တော်ဝင်းရဲ့စွမ်းရည်ကိုသဘောကျပါတယ်။ဂူဒ်ဆိုက်လေးချင်းပေးနေတာကိုလည်းတွေ့ရတယ်။ကျော်တော်ဝင်းနဲ့ဖက်ဒက်ကလေးနှစ်တတန်းစာချုပ်ချုပ်ဆိုထားလည်းဖြစ်ပါတယ်။ဖက်ဒက်ဂျင်ပိုင်ရှင်ကကျော်တော်ဝင်းနဲ့စာချုပ်ကြောင်းတလေးတစားပြောဆိုမှုတာကလည်းဂုဏ်ယူစရာကောင်းပါတယ်။ဖက်ဒက်ဂျင်ကအားလုံးသိတဲ့တိုင်းပဲ1ချန်ပီယံရှစ်ဥက္ကဋ္ဌချက်ထရီနဲ့ဆက်ဆံရေးကောင်းတဲ့နာမည်ကြီးဂျင်ဖြစ်လို့ ကျော်တော်ဝင်းတွက်နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေထိုးသက်ခွင့်ရအောင် ပေါင်းကူးပေးမယ့်အရေးကြီးတဲ့ကြားခံတွေပါကျော်တော်ဝင်းရဲ့အလားအလာကောင်းကိုသိလို့လဲဖဲတက်စ်ကတန်ဖိုးထားသလိုလုံမတီစူပါဖိုက်ကလည်းကျော်တော်ဝင်းကိုဗဟုပြုပြီးတော့ပရိုမိုးရှင်းဆင်းနေပါတယ်မြန်မာပြည်သက်အသေးတော်ကျော်တော်ဝင်းနဲ့သူတို့ရဲ့ပြိုင်ပွဲကိုလူစိတ်ဝင်စားအောင်လုပ်နေပါတယ်ဒွေးသိဝင်းလိုင်းကတော့ဝမ်းမှာဆက်ခွဲခံရပြီးတဲ့နောက်ပြန်မလာတော့ဘူးရုတ်တရက်ကြီးအနားယူပြီးတော့ဇက်မြုပ်နေပါတယ်ကျော်တော်ဝင်းကဝမ်းမှာသွေးသိဝင်းလိုင်းပညာပေးခံတယ်လို့မျိုးမဖြစ်အောင်ရည်ရွယ်လေးကျင့်နေပါတယ် ထိတ်တန်းကလပ်ဖဲဒက်စ်မှာလေးချင်ပြီးတော့ထိတ်တန်းစင်1ပွဲတွေဝင်တိုးနိုင်အောင်ကြော်တော်ဝင်းရည်ရွယ်ထားပါတယ်ကြော်တော်ဝင်းအလုံးထဲကြော်တော်ဝင်းရဲ့အသက်အရွယ်ကဝမ်းမှာအောင်မြင်မဲ့အလားအလာရှိပါတယ်သူမဆုံးမနစ်စူးစမ်းဖို့ပဲလိုအပ်တာပါဖဲဒက်စ်နဲ့သာကြော်တော်ဝင်းဒီဇိုင်းမမတ်လေးချင်မယ်ဆိုရင်ကြော်တော်ဝင်းရဲ့ရည်သွေးကပိုပြီးတော့ထက်မြက်လာအောင်မှာပါဖဲဒက်စ်မှာလေးချင်ပြီးတော့မြန်မာနိုင်ငံကိုစားပြုအောင်မြင်နေသူကမွန်ဖိုင်တာဆွန်ရက်ပါကြော်တော်ဝင်းကိုလည်းဆွန်ရက်လိုမျိုးအောင်မြင်စေချင်ပါတယ်ကြော်တော်ဝင်းကလက်သီးအပြုတ်ကစားတဲ့သူပါ တိုက်စစ်သမားဖြစ်ပြီးတော့ခြေကံကြက်တွေထွက်တတ်ပေမဲ့လက်သီးတွဲလုံးလောက်မမ်းမပါဘူးကစားမဘွားအစတုန်းကကျော်တော်ဝင်းရဲ့ခန္ဓာကိုယ်ဖွယ်သီးပုံကအခုလိုမျိုးမဟုတ်သေးဘူးသူကခန္ဓာကိုယ်လေးချိန်ကိုတိုးတက်အောင်ပြင်ဆင်ယူထားတာပါကျော်တော်ဝင်းကလက်သီးတစ်ပေါက်ကိုပဲဦးစားပေးပြီးတော့နေ့စနေ့ချက်လိုအပ်ချက်ရှိပေမဲ့ပါရမီရှင်တအူးဆိုတာတေးကြနေပါလေကျော်တော်ဝင်းရဲ့မာကိုတတ်တိနဲ့စွမ်းရည်ကပထမဒန်းစားပါဒါပေမဲ့သူခင်ဗျားလည်းအစွမ်းပြစရာရှားပါလို့နေတယ်ဝိုင်းထုံုံမင်းကိုတတ်ထိုးတော့မရှုမလအေးနေသွားရှာတယ် သူ့ရဲ့လမ်းဆန်းကားသာမျောလင်းချက်လေးရိမ့်ရိုင်လို့ဖြစ်သွားတယ်။နောက်တစ်ခါပြည်နယ်ပွဲတစ်ခုမှထိုးတယ်။အနိုင်ရပြီမဲ့ဘသူမှတိတ်ပြီးတော့မတိလိုက်ဘူး။တိတ်မကြခင်မှာအနိုင်ယူမဲ့ထွန်းတော်မင်းနဲ့30ရန်သွေးသိမ့်ဝင်လိုက်တဲ့နေရာကိုစက်ခံမဲ့သူဖြစ်ကျော်သာဝင်းထင်ကြီးပေးခံရတယ်။ဒါမဲ့ကျော်သာဝင်းစီမှာထိတ်တန်းပွဲအတွေ့အကြုံနဲပါနေပါတယ်။အခု Time Fighter ကျော်သာဝင်းထက်အရက်မောင်းတာတရားရောင်ရှိပါတယ်။ကျော်သာဝင်းက၄ချိန်ချိန်လုံလောက်နေပြီးတော့ပွဲထိုးမှုစိတ်အားထက်သန်နေပါပြီ။ဒါမဲ့တိတ်မကြသေးငါဒဏ်ရာရထားတဲ့ခြေနေကတစ်ချက်တော့သတိထားရမယ်ထင်ပါတယ်။ ကျော်တော်ဝင်းနဲ့ Time Fighter ထိုးသတ်မဲ့ Lonely Super Fight ပြိုင်ပွဲကျင်းပမယ်ချိန်ကမနက်ပြန်စနေနေ့ညနေထိုင်းစံတော်ချိန်9:00နာရီခွဲမြပါစံတော်ချိန်9:00နာရီအတိမှပဲဖြစ်ပါတယ်။ Lonely မွေထိုင်းကနေဓာတ်ရိုက်ထုံးလင်းပြသသွားမှာဖြစ်လို့မြမပရိသတ်တီကျွန်တော်တို့တူတူပဲကျော်တော်ဝင်းကိုဝင်းရံအားပေးကြအောင်ပါခင်ဗျာ။